Harry Redknapp, Chris Sutton, Paul Mason တို့အခုတစ်ပတ်မှာရှင်ပြိုင်ကြတာမဲ့ Premier League ပွဲစဉ်ခုနှစ်ကိုဘယ်လိုခန့်မှန်းတာကြပါသလဲ Welcome to my party we're just getting started a life is a dream or a nightmare scarring မင်္ဂလာပါခင်ဗျာကိုခင်းစ်တာဖုတ်ဘောရှူအနေကျူတူပါရဲကျွန်တော်ခင်ဗျာဘောလုံးပွဲကိုစီးပွားပြီးကစားလို့တဲ့ညီကိုတွေအားလုံးအတွက်နာမည်ကြီး Pandit တွေရဲ့ tips တွေနဲ့အတူဒါကျွန်တော်ရဲ့အကြိုက်အသင်းရွေးချယ်မှုတွေကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ် ဒါတွေကကျွန်တော်တို့ရဲ့အကြံပြုချက်တသက်တာဖြစ်ပါတယ်ခင်ဗျာ။ Okay အဲ့တော့ကျွန်တော်ပထမဆုံးပွဲ Leaf နဲ့ Thorden Horse ပါဒီပွဲစဉ်ရဲ့အကျော်ပေးမှုအရင်စပြီးတော့ပြပြချင်ပါတယ်။ဒေဒေဖြစ်ပါတယ်ခင်ဗျာ။ဒေဒေဖြစ်တဲ့အတွက်ကြောင့်ဘယ်သင်းဆိုနေလို့ရတဲ့အခြေအနေမျိုးရှိပါတယ်။နာမည်ကြီး Bandit တွေထဲမှာ Harry Redknapp ကတော့ဒီပွဲစဉ်ဝမ်ဝမ်းတည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။ Chris Sutton ကလည်းဝမ်ဝမ်းတည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပြီး Paul Mason ကတော့တူးတူးတည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။ဒီ Bandit ၃ယောက်လုံးကတော့ ဟိုတသိန်းကိုမှအနိုင်မပေးထားဘူးနှစ်သိန်းလုံးဂိုးသွင်းနိုင်တယ်ဒီထဲမှာတူတူခက်မှန်းတဲ့အဲပုံကတစ်ယောက်ပါတယ်ဝမ်ဝမ်ခက်မှန်းတဲ့ပုံကနှစ်ယောက်ပေါ့နော်ကျွန်တော်အဓိကအဲတူတူဝမ်ဝမ်နေဘာကြောင့်ပြောနေရလဲဆိုတော့ကျွန်တော်အကြိုက်ကဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်တိုတယ်ကူအိုဗာကိုအနေငယ်ကြိုက်လို့ပါဘာကြောင့်လဲတိုတယ်ကူအချောပေးမှုကအရန်တန်တယ်နှလုံးအပြည့်ရှုံသုံးလုံးအပြည့်နိုင်အဲ trick တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ ဟို trick တာကိုအဲ့လောက်ထိသွားတွေးမနေဘူးဗျာအဓိက leaf ကလည်းဂိုးသွင်းနိုင်တယ်လို့ tottenham ပါလဲ thomas frank ကိုင်းနေပေမဲ့အရင်ပိတ်ကစားတော့တဲ့အခြေအနေမှာမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်ဒီပွဲစဉ်ကို total ကို over စွန့်စားရွေးချယ်တာပါကျွန်တော်နဲ့ chris southern အမြင်ချင်းတူပါတယ်အတူ2လို့ဒီပွဲဖြစ်သွားဖို့က percentage များပါတယ်ခင်ဗျာကဲနောက်တဲ့ပွဲသွားအောင်ခင်ဗျာဒီပွဲကတော့ဒါ lenderby ပေါ့နော် ghana နဲ့ hammer လို့ခေါ်တယ် arsenal နဲ့ watson ပွဲဖြစ်ပါတယ် ဒီပွဲစဉ်ကို Harry Redknapp က RE 30နဲ့နိုင်မယ်လို့ခန့်မှန်းပြီး Chris Sutton ရောပေါ်မှာစင်ရော၃ကိုပြည့်နဲ့ Arsenal နိုင်သွားမယ်လို့ခန့်မှန်းတာပါတယ်။ဒါဆိုကျွန်တော်နဲ့ဟိုအမြင်ချင်းကွဲလွဲတယ်ပေါ့။ကျွန်တော်တယောက်တည်းဒါတစ်ဖက်ဝက်ဆန်ကိုရွေးချယ်တယ်လို့မျိုးဖြစ်နေတယ်။ဒီပန်ဒစ်အားလုံးကတော့ Arsenal ကိုစိတ်ကြိုက်ရွေးချယ်ထားတဲ့ပုံစံမျိုးပါ။အကျော်ပေးမှုကိုကြည့်မယ်ဆိုရင်2ဒီကျွန်တော်ဆိုလိုတဲ့သဘောက Arsenal မနိုင်ဘူးမဟုတ်ဘူး။တေချာပေါင်းနိုင်လိမ့်မယ်။အားရဲ့လက်ရှိအခြေအနေကိုလည်းအားလုံးသိတဲ့အတိုင်းပဲ။ နိုင်ပွဲတစ်ပွဲကိုဘယ်လိုဖော်ဆောင်ရမလဲကောင်းစွာနားလည်သဘောပေါက်တယ်ပလေယာတယောက်နဲ့တယောက်ကြားထဲမှာနားလည်မှုအားကောင်းတယ်လို့ဦးစားပေးတဲ့စိတ်မျိုးလေးကြီးလည်းရှိနေတယ် mutual respect ပေါ့နော်တဦးနဲ့တဦးအပြန်အလှန်လေးစားမှုအဓိကဘာကိုပြောချင်တယ်လဲဆိုတော့ Olympia Cos နဲ့ပွဲတွေမှာ Vedin Jokic ကန်သွင်းလိုက်တဲ့ဂိုးကဂိုးဝင် မလားလို့နော် Martinelli လေးစောင့်နေပေးတယ်ပေါ့အတိုင်ထိသွားကမှသူပိတ်သွားတဲ့ပုံစံမျိုးလေးတွေဒါတယောက်နဲ့တယောက်ကြားထဲမှာ နားလည်မှုအားကောင်းနေတယ် respect ရှိနေတယ်ဆိုရယ်သဘောမျိုးပဲကျွန်တော်ဘာလို့ပြောချင်တာလဲ Arsenal နိုင်မှာတည်ကြတယ်လိုအပ်တဲ့ twin ကိုပမာဏရပြီးနိုင်မလားမရပဲနိုင်မလားပဲပြောချင်တာပါအဲ့ဒီနေရာမှာဒီပုံကို3အောင်လောက်ခမန်းတလို့3ကိုပြတ်သွားနိုင်တယ်တွေ့မယ်ကျွန်တော်ကတော့တစ်ဖက်က Nuno Santos ကို အထင်ကြီးလေးစားတဲ့အတွက်ကြောင့်အာစနယ်နိုင်မယ်နှစ်ခုပြတ်ဖို့ပါစနစ်များတယ်ဒီတည်းကမှပါစနစ်အနည်းလေးပေါ့နော်30ပဲဖြစ်ဖြစ်20ပဲဖြစ်ဖြစ်ကတ်နိုင်သွားတဲ့အခြေအနေမျိုးလေးရှိကောင်းရှိနိုင်တယ်ဆိုပြီးကျွန်တော်ဝက်ဆန်းကိုရွေးချယ်ပေးတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်တစ်ပွဲဆက်သွားရမယ်ဒီပွဲစဉ်ကတော့ Manchester United နဲ့ Sunderland ဖြစ်ပါတယ် Harry Redknapp က1-1တည်ဝဲဖြစ်သွားမယ်လို့ခန့်မှန်းထားတယ်ခရစ်ဆော့တန်ကတော့ဆန်ဒလန်အတောင်1-0နဲ့ပြိုင်နိုင်မယ်လို့ခန့်မှန်းထားပါတယ် ပေါ်မှာစင်ကတော့ Man United 2-0နဲ့နိုင်မယ်လို့ခန့်မှန်းထားတယ်။ Bandit 3ယောက်ကအမြင်3မျိုး။တရင်မန်းတဲ့လူရှိတယ်။ Sunderland အနိုင်မန်းတဲ့လူရှိတယ်။ United အနိုင်မန်းတဲ့လူရှိတယ်။အဲကျွန်တော်ကတော့ဒီဘက်သူ United နိုင်နိုင်တယ်။မနိုင်နိုင်ဘူးပြောရမှာမဟုတ်ဘူး။နိုင်နိုင်တယ်။ဒီ3ယောက်လုံးနဲ့တော့နည်းနည်းအမြင်ချင်းကွဲတယ်။ United နိုင်သွားရင်2-1လို့ result မျိုး1-0လို့ result မျိုးကျွန်တော်သဘောကျတယ်။ဒါပေမဲ့အကြောပေးမှုရနည်းနည်းလေးပြင်းရှာနေတယ်။ဒါ 1D ဗျာ။ Ultra Four မှာတော့အဲ့လောက်တော့အကြောပေးရမှာပဲ။ ဒါပေမဲ့ပြိုင်ဘက်အတင်းကလည်းဟိုဖောင်လေးမစိုးသူ့အိုးသူ့ဆန်နဲ့ဒါရက်လက်ကောင်းနေရထားတဲ့အတင်းလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်ကဘယ်လိုပြောမလဲဂျားနေအမြင်ပေါ့နော်ပေါ်မာစင်လို့20လောက်နဲ့နိုင်ဖို့ကလည်းခက်ခဲသလိုစောက်တန်လိုမျိုး10နဲ့ United ရှုံးဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူး Harry Redknapp ခမန်းသလိုတည်ပွဲဖြစ်သွားဖို့ကလည်း percentage အားဖြင့်နည်းတယ်ကတ်နိုင်ဖို့များတယ်ပေါ့နော်အဲ့တော့ကျွန်တော် percentage အနည်းဆိုပါစေုံဒီအာစနယ်ဝက်ဆမ်ပွဲလိုမျိုးပဲအဲ့ဒီအနည်းလေးရနေမတော်တဆနော်တည်ကျသွားခဲ့သည်ရှိတော်ဆိုတဲ့အတွေးအမြင်မျိုးလေးနဲ့ကျွန်တော်ကတော့ဆန်လန်ကိုရွေးချယ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်နောက်တစ်ပွဲသွားအောင်အပွဲကတော့ Chelsea နဲ့ Liverpool ပါ Harry Redknapp ကတော့ Liverpool 2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ် Chris Southern က Chelsea 2-1နဲ့ပြန်နိုင်မယ်လို့ခန့်မှန်းထားပြီး Paul Merson ကတော့1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားတယ်အဲဒီပွဲဆိုရင်လည်းအပေါ်က United ဆန်လန်ပွဲလိုမျိုးပဲ အမြင်တွေဒါမျိုးစုံဖြစ်နေတယ်ပေါ့နော်ဆိုတော့ဟိုဘယ်သူဘယ်ဘုံမဆိုဖြစ်သွားနိုင်တယ်အာရှရဲ့အကြောပေးမှုရာလီဗာပူးဒီတရေတဝက်ရှုံးကျွန်တော်ကတော့ပေါ်မစင်ခမန်းတလိုမျိုးဝမ်းဝမ်းဆိုတဲ့ရလတ်ကိုသဘောကျသုံးမယ်တရေပွဲဖြစ်ဖို့ပဲဦးတည်နေတယ်အားနဲ့ချက်ကိုစီရှိတဲ့အတွက်ကြောင့်တရေပွဲဖြစ်သွားနိုင်တယ်ဒီတို့ကြောင့်တရေဆိုရင်တဝက်ပျော်ရွှင်ဝင်ရတဲ့ Chelsea ကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ် ဟုတ်ကဲ့တလက်စာရယ်မစ်ဆက်ပေးကြတယ်ကျွန်တော်အခုဗီဒီယိုလေးကိုကူညီပံ့ပိုးထားတဲ့ football game မှာ iMac ကိုရှိကိုငါတို့လို့မေး sport zone နဲ့ one expert ကိုကစားလို့ရပါတယ်မြန်မာချင်းနဲ့တည်တဲ့ကစားလို့ရတယ်လို့ဘက်ဝင်နဲ့လည်းကစားနိုင်ပါတယ်အသေးသေးသိကြတယ်ဆိုရင်တော့ပထမ6တလုံး9တလုံး5တလုံးမှာဆက်သွယ်ဆုံးသက်မိမဲ့လို့ရပါတယ်ခင်ဗျာနောက်တစ်ပွဲကတော့ Aston Villa နဲ့ Burnley run up ကတော့ Aston Villa 2-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပြီး Chris Sutton က1-1 thee ဝယ်ပြသွားမယ်လို့မှန်းထားတယ်ပေါ်မှဆင်းကတော့2-0နဲ့ Aston Villa နိုင်သွားမယ်လို့ခန့်မှန်းထားပါတယ်ဆိုတော့ Aston Villa ကို အနိုင်ခက်မှန်တဲ့သူတွေကတော့များတယ်အနိုင်မှန်တော့မှဂိုးပြက်အနိုင်မှန်ကြတာအဲ့တော့အိမ်ကွင်း 1D ပေးတဲ့ပွဲတွေကျွန်တော်ဒီတစ်ပတ်မှာ၃ပွဲပါတယ်ပေါ့အဲ့တော့ United Sunderland ပွဲလဲ 1D နောက် Castle Northern Forest လဲ 1D Aston Villa Burnley ပွဲလဲ 1D 1D တွေများတော့များတယ်အဲ့ဒီကတပွဲပွဲတော့ကြနိုင်တယ်ကျွန်တော်ကကြမှကြ Aston Villa ကြနိုင်တယ်လို့တင်တယ်ဗျကျွန်တော်ကတော့ဘောင်းမြန် Burnley ကိုရွေးချယ်ပေးခြင်းပါတယ်ကျွန်တော်နောက်တစ်ပွဲ Everton နဲ့ Crystal Palace တရေပေးတာပါတယ်နှစ်သင်းလုံးကတော့အားနဲ့ချက်အဲတော်တော်လေးနည်းပါတယ်လက်ရှိအချိန်မှာတော်တော်ကောင်းနေတဲ့အသင်းတွေလို့ဆိုနိုင်ပါတယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်ကို Harry Redknapp က Palace 2-1နဲ့နိုင်မယ်လို့မှန်းထားတယ် Chris Sutton က Palace 1-0နဲ့နိုင်မယ်လို့မှန်းပြီးပေါ်မာဆင်ကတော့1-1တေပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။ Goodison Park မှာ Palace နိုင်ဖို့ခက်ခဲဤသို့တော့ရှုံးဖို့လည်းလမ်းမမြင်လက်ရှိရှုံးပွဲမရှိတဲ့တသင်းတဲ့တော့အတင်အား Premier League မှာ Palace တသင်းပဲရှိတယ်။အဲ့တို့ကြောင့်ကျွန်တော်တို့ ပဲလစ်အတင်းကိုပဲရွေးချယ်ပေးကြပါတယ်နိုင်မနိုင်ပဲလစ်ကနိုင်ချီအနေငယ်ရှိလို့ပါခင်ဗျာနောက်တစ်တပွဲက Newcastle နဲ့ Northern Forest ပေးထားတဲ့အကျော်ပြမှုက 1D H-Pastigalu ရဲ့လက်ထက်မှာ Northern Forest ဒီဘာမှအဆင်မပြေသေးဘူးဘာမှလုံးမပြထားနိုင်ဘူးပေါ့နော်အဲ့တော့ Bandit တွေအနေနဲ့ဘယ်လိုခံမှန်းသလဲ Harry Redknapp က Castle 2-1 နောက်ခရစ်ဆော့တန်က3-1နဲ့ပေါ်မဆင်းကလည်း3-1နဲ့ကာဆယ်ကိုပဲအားလုံးအနိုင်ခံမှန်းထားပါတယ်ကျွန်တော်လည်းဒီပွဲစဉ်မှာနယူကက်ဆယ်ကိုပဲသဘောကျတယ်နယူကက်ဆယ်အနိုင်ကပြတ်သားသွားနိုင်ပါတယ်နောက်တဲ့တပွဲကတော့ဝူဗာဟန်တန်နဲ့ဘရိုက်တန်ပွဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဘရိုက်တန်ကတည့်ရအရှုံးပေးထားတယ်ဗျဒါဒီအမတ်တန်ကို အနေရများတဲ့အကျော်ပေးမှုဖြစ်ပါတယ်ကျွန်တော်တစ်ချက်နော်ဒီပွဲနဲ့ပတ်သက်ပြီးဘန်ဒီတွေဘယ်လိုခံမှန်းထားသလဲကြည့်လိုက်အောင်ရန်နပ်က1-1ဒီပွဲဖြစ်မယ်လို့မှန်းထားတယ်ခရစ်ဆော့တန်က 2-1နဲ့ Brighton နိုင်မယ်လို့မှန်းပြီးပေါ်မှာဆင်းရတဲ့2-1နဲ့ Brighton နိုင်မယ်လို့မှန်းထားပါတယ်။အနေငယ်တော့စွန့်စားရကြတယ်။ကျွန်တော်ကတော့ဟိုကြိုက်သိနေလို့ရရလို့ထင်တယ်။တေးကြခွင့်လဲ Wolverhampton မှာရှိနေတယ်။ Brighton နိုင်ဖို့ဆိုတာလည်းအခြေအနေရှိရပေါ့နော်။သို့တော့ကျွန်တော်ကတော့ Wolverhampton အသင်းကိုရွေးချယ်ပေးခြင်းပါတယ်။တေးမျော်လင့်ခွင့်ရှိတဲ့အတွက်ကြောင့်ပါခင်ဗျ။ Okay ။ကျွန်တော်နောက်ဆုံးပွဲကတော့ Brentford နဲ့ Man City ပေါ့နော်။ Man City က 1D ပြန်ပြီးတော့ပေးတာပါတယ်။ဒီကြော ပေးမှုကတော့ ဟိုအရင်မပြင်းရှတဲ့အကြောပြမှုလို့ကျွန်တော်ယူဆရတယ်။ run up က man city 2-1နဲ့နိုင်မယ်လို့မှန်းပြီး southern 2-1ပေါ်မစင်2-1ဒီ2-1အတိုင်းသာပြီးသွားရင်တော့ man city ရဲ့ကြီးခွာရုံပဲရှိပါတယ်။အဲကျွန်တော်လည်း man city ကြီးခွာမှာခွာနော်ကြီးခွာနဲ့အနိုင်ပဲရှိတဲ့အတွက် man city အသင်းကိုရွေးချယ်ပေးနေတဲ့ video လေးတွေမှာနားချင်ပါတယ်။ဆုံးဖြတ်ချုပ်ပေးခဲ့တဲ့အတွက်ညီကူမောင်တို့မှမြန်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။